ငါကျွလွန်မိတဲ့ကန်တဘာဟာမင်းပဲမင်းညူအပိုင်းတက်ဖရောမပြမဖတ်တော်ဘူးဆက်လင်းမိရတော်ဘူးဆိုပြီးတင်ထားခဲ့တဲ့အဆုံးမရှိသေးတဲ့ဇလန်းလေးလွန်ခဲ့တဲ့၁၄နှစ်ကရေးပြခဲ့တဲ့နောက်ဆုံးအချက်နောက်ဆုံးစာမျက်နှာကျမအတွက် နောက်ဆုံးရှင်းနာစရာ အဖြစ်ပြက်ကလေးပေါ့အခန်းပင်းပေါက်ကနေမိုးဆက်လေးတွေကိုမြင်နေရတယ်။တင်းချင်းမဲချင်းရွာနေတဲ့မိုးဟာ ကျမကိုပါငုံဖို့အဖို့ခေါ်နေတယ်လို့အရင်လို ပော့ပော့ပါပါမိုးရီတဲ့ထွက်ပြေးဆော့လိုက်ရအောင်လေကျမခြေောက်ကအရင်လိုမဟုတ်တော့ဘူးကျမလူတယောက်ကိုလွမ်းနေပြီးတော့ငုံချပြစ်လိုက်ခြင်းနဲ့ဒီစာအုပ်လေးကိုလည်းပြန်လည်ခန်းစားခြင်းနေတယ်အဲ့ဒီနေ့ကလေမိုးရီတဲကြီးမဲကြီးရွာနေခဲ့တယ်အဆောင်ကိုစပြောင်းလာတော့တငယ်ချင်းနှစ်ယောက်ရောင်းလေလေနေပါပဲသူ့နာမည်ကတတ်တန်လွင်နဲ့ ကျမကတော့ငဲလို့ပဲခေါ်တယ်။ကျမကတော့ငဲကမေလို့ခေါ်တယ်။ကျမနာမည်ကမြူနှင်းမေ။ငဲနဲ့တငယ်ချင်းဖြစ်တာ၃နှစ်လောက်ပဲရှိအောင်မေ။ဒါပေမဲ့ငဲကကျမစိတ်ကိုနားလေတယ်၊မျှဝေခံစားပေးနိုင်တယ်။ကျမကိုမျက်ရည်အကြမခံတဲ့သူမျိုးပေါ့။ကျမပြုံးနေရင်သူ့ပါပြောတယ်တဲ့။ငဲကကျမအတွက်တော့အကောင်းဆုံးတဦးတည်းသောတငယ်ချင်းပါပဲ။မေအဲ့ဒါဘာလုပ်နေရတော့မိုးရချိုးနေရလေ ဟာခလေးလည်းမဟုတ်ပဲလာတော့သူများတွေမြင်ရင်ပြောနေအောင်မယ်လာလာပြီးတော့နေမကောင်းဖြစ်နေမယ်ဟဲ့မိုးရီဝီနဲ့အတူခလေးတယောက်လိုစော်ကစားနေတဲ့ကျမကိုဖြားမှာဆိုလို့အခန်းထဲကနေတဆူဆူတပူပူငယ်ကအော်၍ခုန်နေခဲ့တယ်။လာပြီလာပြီဘာမှလည်းမသိဘူးငယ်ကသူများချိုးလို့ကောင်းနေရအောင်ဖြားမှာဆိုလို့ရာသီဥတုကပုံမှန်လည်းမဟုတ်ဘဲနဲ့ရေထချိုးလိုက်အောင်မယ် อืมရေချိုးပြီးရင်လာခဲ့ခေါင်းတုပ်ပေးမယ်ဒရိုင်ယာကပြက်နေတယ်ထင်တယ်အင်းအဆောင်သစ်ဆိုပေမဲ့ဘေးခန်းပေါ်ရင်းနဲ့လေစကားမပြောနှစ်ယောက်ထင်းပေါပေါပါပါနေပြခဲ့ကြတယ်ငယ်ကမနက်၈နာရီဆို အလုပ်သွားတာမို့မနက်စာကိုပြင်ပေးခဲ့တယ်နေ့လယ်စာကိုတော့နှစ်ယောက်စလုံးအပြင်မှာစားကြတယ်ပြီးတော့ကျမကအချိန်ပိုင်းအလုပ်လုပ်တာမို့ညနေ၃နာရီဆိုအဆောင်ကိုပြန်ရောက်တယ်ညနေစာကိုကျမက တာဝန်ယူတယ် အားရင်တော့စာထိုင်ရေးတွေကျမကဇာရေးဆရာမှတိတ်ဖြစ်ချင်တာကိုတကားခောက်တန်းကြောင့်သွားဖွင့်ကြည့်လိုက်တော့ဘေးအခန်းကအမကြီးမြမလေးတို့ကအစ်စ်ပြောင်းလာရဲ့သူတွေလားဟုတ်မှလာလေးထိုင်ပါအောင်ဆိုပြီးထိုင်ကုန်ယူပေးလိုက်ပေမဲ့စိတ်ထဲတော့ငေတိရင်စူတော့မှာကိုစိုးရိမ်နေခဲ့တယ်နှဲ့ရောမဟုတ်လားဟုတ်နေကအလုတ်သွားပြီမြမလေးကရောမြမကခဏနေမှသွားရမှာအချိန်ပိုင်းအလုတ်ဆိုတော့လေ ။ဩညီအမတွေလားနှစ်ယောက်ကဟုတ်ဖို့တငယ်ချင်းတွေမှဩအင်းအင်းအမကဘာရင်မဟုတ်ပါဘူးဘာလေးများကူညီရမလဲလို့ရပါရဲ့ကျေးဇူးတင်ပါရဲ့မရဲ့အမနာမည်ကမတ်မော်လို့ခေါ်တယ်တခုခုဆိုဘေးခန့်ကတ်ဆိုတော့လှမ်းခေါ်လိုက်နော်လိုလာပြောသိလားကူညီပေးမယ်ဟုတ်ကဲ့မလို့သာပြောလိုက်ရတာသူ့မျက်လုံးတွေကိုသဘောမကျအခန်းကိုနေရာစိတ်လိုက်ကြည့်ပြီးမင်းနေမြန်းနေလိုက်တာများကြည့်လို့မရတော့တာနဲ့ မေအလောက်သွားဖို့လှုပ်လိုက်အောင်မဲနော်။အော်အေးအေးဒါဆိုအမလည်းပြန်တော့မဲလှုပ်လှုပ်ဆိုပြီးထွက်သွားတယ်။ညနေရောက်တော့မေပြန်ရောက်ပြီနော်။အေးအေးဟေးချိုးလိုက်အောင်ငါထမင်းခူးထားမယ်ငယ်ပြင်းရင်လာပူပူလေးစားကြမယ်။ပြီပြောစရာရှိနေ။အော်မနက်ကလေးငယ်ဟိုဘက်အခန်းကမတ်မော်ဆိုလားလာသေးရဲ့တိလား။ဘာလာလောက်တာ။ဟိုမင်းဒီမင်းလာဆက်ဆူတာနေမှာပေါ့။ညလုံးကလည်းအခန်းရဲ့နေရာအစုံလိုက်ကြည့်ရဲ့တိလား။ ဘာလို့ဖွင့်ပေးလိုက်တာလဲမေကမသိဘူးလေအင်းရှင်လားလို့ပေါ့မဖွင့်ပေးရင်ရောကောင်းမှာမလားကောင်းကောင်းမကောင်းကောင်းမေနောက်မဖွင့်ပေးနဲ့လာဆက်စုပြီးရက်ွက်ထဲအတင်းပတ်တုံမဲ့ဟာပြီအင်းပါငယ်ကတန်မာတယ်ရက်ဆက်တယ်ရိုင်းဆိုင်နေလို့ထင်ရတယ်လူအများကလည်းသူ့ကိုဒီလိုပဲပြောကြတယ်ကျမကတော့ငယ်စိမ့်နဲ့ငယ်နှလုံးသားကိုသိနှင်ပြီးသားမို့ဘယ်သူပဲဘလို့ပဲပြောပြောငယ်ပေးမှာပဲနေတယ်ငယ်ကိုပဲချစ်တယ် ငယ်မကျမတိတ်တဘောကြိုက်ပချိုင်လေးတစ်ဖက်လေးရှိတယ်။ငယ်ကပုပ်ပုပ်လေးကျမကအယက်ရှိရှိ ပြီးတော့ငယ်ကဖြူဖြူကျမကဖြင့်အသားညွညွစပင်ရှိရှိငယ်ကဂုတ်ဝဲလေးစန်းကျင်ဘက်တွေနဲ့ဆိုပေမဲ့လေတိုင်ပင်ရပြောဆိုရလွဲတယ်နားလေဖို့ရနှစ်ခါမပြောရဘူးဒီလိုပါပဲမျိုးမတူတဲ့စန်းကျင်ဘက်တန်လိုက်တွေဟာပူပြီးဆွေးငင်ကြရင်မဟုတ်လားရှင်မိုးချိုးစားတော့ပြီးကြတော့ ပြောစရာရှိတယ်ဆိုဘာပြောမလို့လဲနဲ့ဒီနေ့အလုတ်ထဲမှာဟာဆိုပြီးအစချီလိုက်တာညအိတ်တဲ့အထီပါပဲသူလည်းဘယ်ချိန်အိပ်ပျော်သွားတယ်လဲမသိကျမလည်းဘယ်ချိန်အိပ်ပျော်သွားလဲမသိငယ်ကသူ့အလုတ်ထဲမှာအစင်မပြေတဲ့အကြောင်းအစကလေးသာတည်လိုက်သည်မေးငါအလုတ်သွားပြီနော်ငယ်ခေါ်တန်ကြားမှာပဲလက်နိုးသွားခဲ့တယ်ငယ်မနက်စာမဟင်းကဝေထားတယ်ထမင်းနဲ့စားလိုက်နော်မနက်ဖြန်ကြမှာမနက်စာကိုကောင်းကောင်းလုပ်ပေးမယ်နော် ဂေးဆိုင်သွားအောင်ငယ်။ဩမေ့တော့မလို့မေအလောက်သွားရင်လေဆိုင်ကိုထရိုင်ယာလေးဝင်ထားခဲ့ပေးပါလား။အပြန်ချမှငယ်ဝင်ယူလိုက်မယ်လေ။အခုကဆိုင်မဖွင့်သေးလို့။ဟုတ်ကားဂိတ်နောက်ကဆိုင်လေသိရင်မဟုတ်လား။အင်းငယ်ထွက်သွားတာကိုဝရန်တာကနေကြည့်ပြီးညကသူရင်ဖွင့်ခဲ့သမျှတွေကို ပြန်တရေရမိတယ်။ငယ်ကတိတ်တနာဖို့ကောင်းတာပဲ။အဆောင်ရှိမှာကားလန်းရှိတယ်။ကားဂိတ်ကအဆောင်နဲ့မျက်စောင်းထိုးလောင်ပါလေ။ ဝရန်ဒါကနေငှင့်ကိုလှမ်းကြည့်နေမိတယ်။ငယ်ရနေတဲ့နောက်မှာလျှက်စစ်ပစ္စည်းဆိုင်ရှိတယ်။အဲ့ဒီဆိုင်က သူများဆိုင်တွေနဲ့မတူဘူး။မနက်၁၀နာရီကျမအလုပ်သွားချိန်လောက်မှဆိုင်ခင်းတာ။မိုးစီဝီထိုင်နေဆိုင်ထင်ပါရဲ့။ကျမအဆောင်ကနေထွက်သွားပြီဆိုရင် သူကျမနောက်ကစပိန်နဲ့ပါလာတယ်။ကျမကိုကြော်တက်ပြီးဆိုင်ခင်းတယ်။တခါတလေတိုက်မိမလို့ဖြစ်တတ်သေး။သူနဲ့ကျမကစကားမပြောဘူးပဲမြင်နေကြတွေ့နေကြဆိုတော့ရင်းနှီးတယ်လို့လို့တောင်ရှိတယ် စုလေကားကအရန်ဆောင်ရတယ်။တခါတလေအလုံနောက်ကြသည့်အထိပါပဲ။ကားဆောင်နေရတဲ့အချိန်တွေဆိုအမြဲလိုလိုစိုက်ခင်းနေတဲ့အဲ့ဒီလူကိုကြည့်နေမိတယ်။သူ့ပုံစံကပစိုးတူတူနဲ့အသားကမဲသေး၊ကုန်းကလည်းစားသေး။သူ့ဆိုင်ကနေကျမတို့အဆောင်ရှိထိကုန်းရလာဝယ်တယ်။နေဘူးလဲအဆောင်မပါ၊မိုးရွာလဲအဆောင်မပါနဲ့သူစပိန်ဘော်ကစင်းရင်သူ့ပစိုးနောက်မှာအကွက်တကွက်စပိန်ကိုရေမတုတ်ခဲ့ဘူးထင်ပါတယ်။ နေ့တိုင်းသူ့ကိုကြည့်ပြီးပြုံးနေရတာလေအလုံးတစ်ခုလိုပဲတခါတလေကျမကားပေါ်တက်တဲ့အထိသူဆိုင်လာမခင်ကျမလိုက်ရှာနေမိသေးတယ်။ကိုးနိုင်ကြော်သွားလို့အလုံးနောက်ကျမှဆိုပြီးပြပြတလေဒရိုင်ယာယူကကားဂိတ်ကိုအပြေးလွှားထွက်လာခဲ့တယ်။ဟဲဆိုင်လည်းမဖွင့်သေးဘူး။အဆောင်ပေါ်ပြန်သွားထားရင်လေနောက်ကျနေအောင်မေး။ဆိုင်ရှိကချိန်လေးမှချိန်ထားခဲ့လိုက်ပြီးဆိုင်ပေါ်မှဖုန်းနံပါတ်ယူနေတော့စူးလေးစူးလေး ဟာကားကလည်းလာပြီလိုက်မယ်လိုက်မယ်နေုံနေုံကားပေါ်အပြေးတက်ခါကားပေါ်ရောက်မှာပဲဟယ်လိုဟယ်လိုအကုန်ဒီနေ့ဆိုင်ဖွဲ့မှာလားဟုတ်ကဲ့ခဏနေလာမှာပါအလုံးလုံးစနေလို့ dryer ကိုဆိုင်အဝမှာပဲချိန်ထားခဲ့လိုက်တယ်ချိန်ထားပြီနော်အပြန်ကျဝင်ယူမယ်အကုန်ဩဟုတ်ကဲ့အဆိုထားပဲနော်ဟုတ်သူ့အတန်မှာယောက်ျားတယောက်ရဲ့အတန်အရေးသွေးရှိတယ်ရှင်းလင်းပြတ်သားတယ် ပြီးတော့နားထောင်လို့လဲကောင်းနေအလောက်ကအပြန်အကိုမနက်ကခြွာရလေးတွေ့လားအင်းဘလောက်ကြလဲရှိတော့မကြည့်ရသေးဘူးဟဲဘလောက်ကြမှာလဲခဏပါပဲထိုင်လေးထိုင်ကုန်လေးဆွဲယူပေးတယ်ဘလို့ဖြစ်သွားရလဲမသိဘူးလေဟမ်အော်မိတကယ်မသိတာတုံးနေရက်သွားတာနေမှာအင်းအင်းဟုတ်ပြီ ကွန်းတက်မြုံမြုံနဲ့ပြောနေတဲ့ပုံကချစ်စရာသိကောင်းလွန်နေ။ဖနက်ထောက်ကနာတာနဲ့ကျူးဖြီးပြီးခဏချွတ်ထားလိုက်မိတယ်။သူ့ထရိုင်ယာကိုဖြုတ်ပြီးစမ်းနေတဲ့အချိန်ကျမသူ့ကိုငေးကြည့်မိသွားခဲ့တယ်။သူ့မှာမျက်ဝန်းညူတွေရှိတယ်။မတိုင်းမွေးမုတ်စိမ်မွေးတွေလည်းအများကြီးပဲ။နှက်ခမ်းတွေဟာကွန်းစားထားတော့ရှဲပြီးစုံနေတယ်။စွတ်ကျဲအဖြူလေးဝှက်ထားတာမို့သူရဲ့ရှင်ဘက်ကနတ်မောင်လှတဲ့အမွှေးအရှိကြီးတွေတောင် အထင်းသာတွေ့နေရသေးတယ်။ ရပြီမြမဟင်ရပြီလို့အော်ဟုတ်စမ်းမိလိုက်မယ်နော်ပြောပြောဆိုဆိုဒရိုင်ယာကိုမီးပလက်ပေါက်ထိုးကသူ့ရဲ့စပင်တိုများကိုစမ်းပြနေတယ်ငီးကြည့်နေမိတာဘင်းမြလောက်ကြာသွားတယ်လေမသိမြမမြမရှစ်ရပြီနော်အော်ဟုတ်ဟုတ်ဟိုကဘလောက်ကြာလဲရရင်မပေးနဲ့တော့ဟာမဟုတ်တာရရဲလို့အော်အေးအေး အဆုနဲ့ပြီးရောကျင်းစုံတော့ဆိုပြီးထရိုင်ယာကိုသူ့လက်ထဲကယူကလှည့်ထွက်လာခဲ့တယ်။ဆိုင်ရှိရောက်မှခြေရောက်မှဖက်နှက်မပါမှန်းသတိထားမိပြီးဟိဖက်နှက်လက်ညှိုးထိုးပြလိုက်တော့ပြုံပြုံကြီးကြည့်နေပုံကအလွန်ပဲနှစ်လိုပဲရကောင်းလာပြန်လေ။အကြည့်ချင်းစုံလိုက်ချိန်မှာရှင်လေးကအတန်တခုကြားလိုက်ရတယ်။အင်းဟုတ်တယ်။အဲ့ဒီအကြည့်အဲ့ဒီအပြုံကြောင့်ကျမရှင်ခုန်တက်ခဲ့တယ်။တွားလိုက်အောင်မယ်နော်။ သူခေါင်းသာညှင်းပြပြီးကျမရှက်သွားမှစိုးလို့ထင်နေဘာမှစက်မပြောပဲပြင်စရာရှိတာစက်ပြင်းနေတယ်ဖနက်ကိုကောက်ယူပြီးစီးတောင်မစီးတော့ပဲခြာကနေလှဲ့ထွက်လာခဲ့လိုက်တယ်သူကျမကိုကြည့်နေမှလားရှင်နေမှလားလမ်းရဲ့အပူမျက်နေနေအကျရဲ့အပူလူဝီရဲ့အကြည့်ကျမဘာမှမခံစားမိတော့မေငယ်ရောက်ပြီအေးရေချုံးလိုက်အောင်မေထမင်းခူးထားနှင်လိုက်မယ် ဟင်မေးပန်းစားလိုက်တော့ငင်းအပြင်မှာစားလာတယ်။သူဒီနေ့လာကြွေလေ။ဒါနဲ့ပဲတူတူစားလိုက်တာဖုန်းဆက်မလို့ပဲ။ငယ်ကကောင်းလေးရှိတယ်။သူကောင်းလေးနဲ့တွေ့တဲ့ရက်တွေဆိုကျမနဲ့အတူ ထမင်းစားလို့မရှိဘူး။အဲခါကျရင်ကျမစိတ်မကောင်းဖြစ်မိတယ်။စိတ်မကောင်းမဖြစ်ပါနဲ့မေရဲ့။လာပါငင်းစားနိုင်တဲ့လောက်ထပ်စားလိုက်မယ်နော်။ထမင်းစားနေရင်ဒီညလာပြီဆိုတော့ဝရဏနာထွက်ထိုင်ကြမလား။အေးပြက်ရပြက်ဟာ။ လုတ်ပါဝရဏနာကတယောက်သေးဆိုတော့လေမထွက်ချင်ဘူးဟအေးပါပြီးတော့လေခဏပဲနော်ညနေအေးမှာအင်းပါည9နာရီလောက်မှလို့လားမသိဘူးဝရဏနာမှာငယ်နဲ့ကျမပဲရှိတော့ရေငယ်ပူပူဝလာရေးထင်နေသူ့ပိုက်ခေါက်ကလေးကအင်ဂျီနဲ့ဘောင်းမီချာက အတင်းထိုးထွက်နေတော့တာပဲည9နာရီကျော်ဆိုတော့ပဝင်းကျင်မှာအနေငယ်တိတ်ဆိတ်လျက်လေနုအေးအေးတွေဟာကျမခန္ဓာကိုယ်လေးတို့ တွန်းဝင်အေးဆန့်နေတယ်။စကားတွေပြောနေကြရင်အမှတ်မထင်လှမ်းတွေ့လိုက်ရတာတခုကြောင့်။ငယ်ဟမ်ဟိုမှာကြည့်ကြည့်လို့မိကပိတ်လိုက်ဖွင့်လိုက်နေနော်။အော်အဲ့ဒါလျှက်စစ်ဆိုင်ကြီးမိပြင်နေလို့ဖြစ်မှာပါ။တဲချောင်းနေရလားလို့ဟေးပေါပေါရှာရှာကျမကအလွန်တဲကြောက်တတ်တယ်။ငယ်ကတဲချောင်းရင်တောင်ချောက်လို့ချောက်မှန်းမသိတဲ့သူ။ကြောက်မနေပါနဲ့မေယား။ ိုမှာလူလျောက်တောင်ရှိနေတဲ့ဟာကိုဟမ်ကျမပုံလူတောင်ပဲမျက်လုံးအပြူသားဖြစ်သွားမိတယ်။အစ်ဆိုင်ကကျမမြင်တွေ့နေကြလူတယောက်သာရှိတာအခုလူနှစ်ယောက်တဲ့ဟဲ့မိအစ်ဆိုင်မှာလူတယောက်ပဲတွေ့မှုပါလေငယ်။အေးမျက်စိလေးလည်းမကောင်းတော့ဘူးလားမသိ။ဟာဟာအမကြီးရဲ့အကူကြီးရဲ့လေနှစ်ယောက်ဟဲ့နှစ်ယောက်ညင်းခုန်နေစမှာပဲဆိုင်ဟာမိပိတ်သွားပြီး ကျွန်မတို့ရှိတဲ့ဘက်ကိုစပိန်ကလေးရွှေ့ပြားလာခဲ့တယ်။အမျိုးသမီးကအမျိုးသားရဲ့ခါကိုဖတ်လျက်တွေ့လားအမှတွေ့ပြီလားဟင်။ဟာတကယ်ပါပဲမိရဲ့။ငယ်ကတော့ရေမောနေခဲ့ပြီးကျွန်မကတော့တိတ်ဆိတ်သွားခဲ့တယ်။တဖြည်းဖြည်းဝေးကွာသွားတဲ့စပိန်လေးကိုငေးရင်နဲ့ပေါ့။မောင်မေအင်းအချင်မူတူနဲ့ဖြေးလိုက်မိတယ် ခုတလောလိုင်းကားရေပေါ်မှာအလူရက်တွေများနေရဲ့နော်မေခရုဆိုင်တခုခုဆိုကားပေါ်ကတန်းစင်တိလာအင်မာငေရောခရုဆိုင်မေကဒီနေ့မသွားဘူးကုလက်တွေမတည်ခြင်းလို့လေဟဲဟုတ်လားနှစ်ဖူးကိုလာဆန်းပြီးစေးချိုတောက်ထားအောင်ညနေမှာမတက်တိုင်းစေးကန်းသွားကြမေအပြန်ပါဝင်ခဲ့ရမလဲဖားစားခြင်းလေဟေးအေးရရဲ့ငေစေးတောက်ပြီးအိတ်လိုက်မေတက်တာသွားမှာပါ အင်မာ တတ်တာအားဆိုလဲသွားရမယ်နော်ဟုတ်ခေယူဆိုင်တော့ငယ်ကားပေါ်မှာအင်းပါမေမနှက်စာထစားပြီးဝရဏနာမှာလမ်းခဏရှောက်တုံးအကုတ်ဆိုင်ဘက်ကိုကြည့်မိလိုက်တော့ဆိုင်ကမဖွင့်သေးချမ်းမြင်ဟာနေပူနေတယ်ဒါပေမဲ့ခြေထောက်တွေက မရွေ့အကုတ်အလာကို စောင့်စင်ပုံရတယ်ခဏအကြာကားလမ်းတစ်ဖက်မှာအကုတ်စပိန်နင်းလာတာကိုတွေ့လိုက်ရတယ်ကျမသူ့ကိုကြည့်နေတယ်လို့သူလည်းကျမကိုကြည့်နေမှာပါပဲ။ အခုစပိန်နောက်မှာကုန်တင်ကားကြီးတခဏလေးအတွင်းစပိန်ဟာချိုင်းခွက်တဲကိုတစ်ချက်ချော်သွားတော့ကျမရင်လေးထိတ်ခနေလှန့်သွားမိတယ်အကိုကစပိန်ကိုဘေးချရက်လိုက်ပြီးကျမကိုလှမ်းပြုံးပြသေးတာအဆောင်ရှိကကွန်ရဆိုင်ထိစပိန်တွန်းလာပြီးကွန်ဝင်ကစပိန်ကလေးပြန်နှင်းသွားတယ်သူပြုံးပြလိုက်တဲ့အချိန်ကျမရင်လေးကကန့်ညိနေတဲ့လက်ပြပေါင်းများစွာဟာတဖန်ပြန်လှုပ်ရှားပြန်ဝေးကုန်ကြ၏ အကြောင်းမရှိအကြောင်းရှာဝရဏနာမှာကျမအလုံးရှုံနေပြီးစိတ်တော့ဖို့လေမိနေခဲ့တယ်။ကျမလိုပဲသူလင်းဆိုင်ရှိထွက်ပြီးဟိုဟာရှာဒီဟာရှာနေပါပဲ။အော် try ya ဟုတ်ပြီ။နိုင်ငံနဲ့တစ်ချက်ထုတ်လိုက်တယ်။ပြန်ဖွင့်ကြည့်လိုက်တော့စက်ကလင်းနေသေး။နောက်ထပ်၄-၅လောက်ဆင့်ကာခါပြီးထပ်ထူပြစ်လိုက်တော့အထဲကတခုခုပြုတ်သွားတာထင်ပါရဲ့။တစ်ချက်ချက်မြင်နေတယ်။ကျမအပြေးဆင်းသွားပြီ။အကုန် ပြတ်သွားလို့ဆိုပြီး trial လေးထောင်ပြလိုက်တော့သူပြုံးသွားတယ်။ဆောင်ယူသွားမှလား။ဟုတ်အကိုတမင်ဖြတ်လာတာတော့မဟုတ်ပါဘူးနော်။အေးဖြတ်เสียလား။အကိုကလည်းလွယ်နေများထင်နေလား။ခတ်တယ်ပေါ့။အင်းဟာမဟုတ်ပါဘူးဆို။ဟာဟာသူအတန်ထွက်ရေမောသွားတယ်။ပြီးတော့ကျမကဘလောက်ကြလဲ။ဟင်အင်းမပေးနဲ့ရတယ်။ကျေးဇူးပါအကိုပြန်ပြေးထွက်လာခဲ့တယ်။ နောက်ကိုတစ်ချက်မှလှည့်မကြည့်အဆောင်ဝရောက်မှမင်းဘာသွားဝယ်တာလဲအော်ဒရိုင်ယာသွားပြင်တာမင်းသုံးရက်နဲ့ထပ်ပြီးရက်သွားလို့ဩအင်းမလာမင်းစိုက်တဲ့ဓာတ်ပေါက်ပါအာချစ်ပြီးမွတ်ညာတိုင်းလိုလိုကျမနဲ့ငယ်ဟာဝရဏနာမှာထွက်စကားပြောပြကြတယ်။ငယ်မထိုင်ရင်လေကျမတယောက်တည်းပဲသွားထိုင်နေခဲ့တယ်။ကျမတို့နှစ်ယောက်ရှိကဖြတ်သွားတဲ့စပိန်လေးဟာလေတစ်ခါတလေတယောက်တည်း တခါတလေနှစ်ယောက်အမျိုးသမီးကအမျိုးသားရဲ့ခါကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးစပင်းပေါ်မှာပါသွားတဲ့နေပြီဆို ကျမရင်ထဲမှာစူးရင်စိုက်နေတဲ့အလားနာကျင်ခဲ့ရပြန်တယ်။ပြန်တန်းနေတဲ့လက်ပြောင်ငယ်ပဲလေစူးရင်ထိကုန်ကြရတယ်။စိုက်ရင်ပဲဆိုပြီးအလုံးလဲမသွားပဲအခန်းထဲပဲအောင်းနေမိခဲ့တယ်။ငယ်ကတော့ကျမအတွက်မနက်စာလှုပ်ပေးပြီးအလုပ်သွားရှာပြီးမနက်စာစားပြီးဝရဏာကိုထွက်ခါလမ်းလျှောက်နေမိတယ်။ အခုဆိုင်ကိုကြည့်လိုက်တော့အချိန်က12နာရီကျော်နေပြီဆိုင်ကမဖွင့်သေးဟယ်လိုဟယ်လိုအကုန်ပြစ်စင်းဝင်ခြင်းလို့လေဆိုင်မဖွင့်သေးလားဟင်ဟုတ်ခဏနေမှထွက်လာမှာဘာဝင်မလို့လဲအေးကြည့်လားအေးမကြည့်ပါဘူးရရဲ့အကုန်မီးပလတ်ကောင်းလေးဝယ်ခြင်းလို့ခဏနေမှလာခဲ့နော်ဟုတ်အေးအေးဒါပဲနော်အကုန်ဟုတ်တိတ်မကြအကုန်ဆိုင်လာဖွင့်နေ နောက်ကလိုက်သွားပြီးနီးပလတ်ကောင်းတစ်ခုဩခုနကဖုန်းဆက်တာမင်းလားဟုတ်ခဏနော်ဆိုင်ဖွင့်အောင်မေဟုတ် try ရောပြက်သေးလားပြုံးရေကသူ့မေးတယ်ဟင်အင်းမပြတ်တော့ဘူးအကုန်ဒီလိုနဲ့ကျမဟာအကြောင်းမရှိအကြောင်းရှာဈေးသွားဝယ်ပြီးမီးပလတ်ကောင်းများလဲကျမစီမှာပုံဩလို့ပါပဲဝယ်စရာမရှိရင်လဲဝရဏာမှာသူ့ကိုထွက်ငေးမောနေမိတယ် သူ့ဖုန်းနံပါတ်လေးကိုလည်းအမည်မသိပေမဲ့ contact ထဲမိသိပုံလေးတွေနဲ့မှတ်ထားလိုက်တယ်။